နားဆင်သူအားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ဖတ်ပြပေးမယ့်အကြောင်းအရာလေးကတော့စောင်းပါရှင်ဆွဲတော်ရေးသားတဲ့စစ်တွေနဲ့ကြောက်ဖြူမျိုးတွေကို အေးအေးသိမ့်တော့မလားဆိုတဲ့အတွေးအမြင်စောင်းပါတပုတ်ကိုဖတ်ပြပေးသွားမှာပဲဖြစ်ပါတယ်ရှင်ရခိုင်ဒေသမှလက်ကြံမျိုးများကိုအာရခတ်တတော်အေးအေးကတိုက်စစ်ဆင်လာသည့်အနေအထားကိုတွေ့လာရသည်ရခိုင်ပြည်နယ်တွင် မြို့နယ်ပေါင်း18ခုရှိသည့်အနက်14မြို့နယ်ကိုအေအေကတင်ပိုက်ထားပြီးဖြစ်သည်။တင်ပိုက်ရန်ကြံရှိသည့်မြို့များကိုကြည်ပါက တရုတ်၏ယင်းနှမြုံနှံမှုများရှိရာကြောက်ဖြူကျိုးမျိုးတမျိုးဖြစ်သည့်မန်အောင်နှင့်ပြည်내မျိုးတော်ဖြစ်သည့်စစ်တွေတို့ဖြစ်ကြသည်လက်ရှိအေအေအီးစစ်ရင်အားနှင့်စစ်ရေးအရှိန်အအရထိုးမျိုးများကိုအချိန်မရွေးသိမ့်ပိုက်နိုင်တော်လဲအကြောင်းကြောင်းကြောက်တာမသိမ့်ပိုက်ပဲထားခြင်းဖြစ်ကြောင်းနားလည်ရသည်ရခိုင်ပြည်နယ်တစ်ခုလုံးနှိပါအပြင်ရှင်းပြည်နယ်ပလောဝဒေသကိုတိမ့်ပိုက်ထားသည့်အေအေဒီကြံမျိုးများကိုမသိမ့်မဲထားအောင်မည်ဟုရခိုင်ကယူဆခဲ့မိသည် အဘဲကြောင့်ဆိုတော့ဘကိုအေယာဝတီနှင့်မကွေးဘတ်အထီထိုးစစ်စတင်နေပြီဖြစ်သောကြောင့်စစ်မျက်နှာတဲ့ထပ်မဖွင့်နိုင်သေးဟုယူဆမိသောကြောင့်ဖြစ်သည်။အေအေအနေဖြင့်အရှားမြောက်ပိုင်းမဟာမိတ်နှစ်ဖွဲ့ဖြစ်သည့်မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တမတော် MNDAA ကိုကန့်နှင့်တအားအမျိုးသားလွတ်မြောက်ရေးတမတော် TNA တို့ကဲ့သို့စစ်ကောင်စီနှင့်ဆွေးနွေးမှုရှိလာပါကအလဲအလဲဖြင့်ထိုးမျိုးများကိုတောင်းယူနိုင်သည့်အနေအထားတိရှိလာနိုင်သောကြောင့်လဲမတိုက်နိုင်ဟုယူဆခြင်းကြောင့်ဖြစ်သည်။ ရခိုင်ပြည်နယ်အတွင်းစီရေးထက် နိုင်ငံရေးနှီးပြဖြည့်ရှင်းလို့ကြောင်း AAE 2024ဒီဇင်ဘာ29ရက်ကကြေညာချက်ကြောင့်လည်းယခုလိုထင်မြင်မိခဲ့ခြင်းဖြစ်သည်သို့သော2025ဇန်နဝါရီလကစ၍ဖြစ်ပေါ်ခဲ့သည့်တည်င်းများအရာလက်ကြံမျိုး၃မျိုးအနက်စစ်တွင်နှင့်ကြောက်ဖြူမျိုးများကိုမျိုးသိမ်းတိုက်ပွဲဆင်နွှဲမည်အရေးအယံတွေးလာရသည်ထို့ကြောင့်လည်းစစ်တွင်နှင့်ကြောက်ဖြူဘက်ကစည်ရေးများကိုပြန်လေ့လာခြင်းမိသည် တကယ်တမ်းထိုမျိုးနိုင်တိုက်ပွဲစတင်ဖြစ်ပွားခဲ့သည်မှာ2024ခေတ်ကဖြစ်သည်မှတ်သားမိသည်။ပြန်ကြည့်သည့်အခါ2024ဩဂုတ်လ29ရက်နေ့လယ်3နာရီခန့်ကစစ်တွေမြို့နယ်မင်းလာခေါ်မီးလောင်ရွာကျေးရွာဘက်သို့စစ်ကြောင်းထိုးလာသည့်စစ်ကောင်စီတပ်နှင့်အေအေတို့ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။စစ်တွေနှင့်အနီးဆုံးနေရာတွင်တိုက်ပွဲစတင်ဖြစ်ပွားခဲ့ခြင်းလည်းဖြစ်သည်။ တဖန်ကြောက်ဖြူဘက်ကိုကြည့်မည်ဆိုပါက2024ဇန်နဝါရီ10ရက်နနက်6နာရီဝန်းကျင်တွင်တစ်ပုတ်တောင်ကျွရအနီးရှိစစ်ကောင်စီ၏တ냐ဝတီရေတက်စခန်းအား AA က short တိုက်တုံးပြင်၅ကြိမ်ပစ်ခတ်ခဲ့ရမှပထမဆုံးအကြိမ်တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်ထိုကာလများတွင် AA အနေဖြင့်ရခိုင်ပြည်နယ်အတွင်မြို့သိမ်းတိုက်ပွဲများအရှိန်ကောင်းနေခြင်းလည်းဖြစ်သည် ထို့သောမြို့သိမ်းတိုက်ပွဲမဆင်နွှဲခဲ့တော့လဲစစ်တွေနှင်းကြောက်ဖြူတို့၌ကာလာတရှစစ်ကောင်စီနှင့်အေအေတို့အကြားဂျိုကြားဂျိုကြားနှစ်ဖက်ပစ်ခတ်တိုက်ခိုက်မှုများတော့ရှိနေခဲ့သည်လက်နက်ကြီးဖြင့်အပြန်အလှန်ပစ်ခတ်ခြင်းမျိုးနှင့်အေအေဘက်ကလည်းစစ်စေးရိတ်ကိတ်နာတရှိုးအပါအဝင်စစ်တွေမှနေရအရှိုးကိုတိုက်ခိုက်ပစ်ခတ်ခြင်းမျိုးလှုပ်ဆောင်ခဲ့ကြောင်းလည်းတွေ့ရသည်စစ်ရေးပြင်ဆင်မှုများကိုလေ့လာကြည့်သည့်အခါပြည်내မျိုးတော်စစ်တွေတွင်စစ်ကောင်စီအရှိဆိုင်တပ်များအပြင် တက်မတက်များကိုပါရှေ့တန်းစစ်စင်ရေးအဖြစ်အင်အားဖြည့်တင်ထားကြောင်းတွေ့ရသည်တက်အင်အားများကိုကြည်ပါကစစ်တွေတွင် အရှိဆိုင်သည့်ဒေတာကုတ်ကဲမှုစစ်ဌာနချုပ်ဒါစာကစစ်တွေနှင့်ကုတ်ကဲမှုအတိုက်ခိုက်ရေးရှင်းလင်းရှင်းမြန်တက်များအနေဖြင့်ခါလာရ20ခါလာရ232ခါလာရ290ခါမာရ344ခါမာရ354တက်များရှိသည် ထို့ပြင်လက်ယုံဝင်တန်းတက်များအမှတ်၁၂ရဲတပ်ရင်းနှင့်အမှတ်၃၆ရဲတပ်ရင်းတို့အရှိပြုထားသည်ကိုတွေ့ရသည်။ရေချောင်းစိုးမိုးမှုအနေဖြင့်စစ်တွေပွိုင်ကန်းကျစ်တွင်အမှတ်၃ပြူဟာရေရင်အုပ်စုကိုအစင်းမြင်၍လုံခြုံရေးအင်အားတိုးရှဲကရေတပ်ဌာနချုပ်အသည့်အဖြစ်သတ်မှတ်ထားသည်။ရွှေမင်းကရေတက်စခန်းဘက်ကိုလည်းပူပေါင်းအင်အားဖြည့်တင်ထားကြောင်းသိရသည်စစ်တွေပင်လေပြင်တွင်ရပ်ထားသည့်ရေတက်သင်္ဘောများမှလည်းရခင်ကထက်ရေချောင်းလှုပ်ရှားမှုများပုံမပြူးလှုပ်လျက်ရှိကြောင်းတွေ့ရသည် ထိုအရှိအအနေ၌ဒေါ်စောမြရာဇာလင်းဦးဆောင်သည့်ရခိုင်ပြည်လူမျိုးရေးပါတီ ANB ကယခုရက်ပိုင်းအတွင်းမှာပင်စွတ်တွေမျိုး၌လူငယ်များကိုစစ်တင်တန်းပေးနေကြောင်းလည်းသိရသည်။ထို့ပြင်မူဆလင်ပြည်သူစစ်တင်တန်းစင်းအင်အားတထောင်ကျော်ကိုပါစစ်တွေမျိုးလုံခြုံရေးယူခိုင်းထားကြောင်းသိရသေးသည်။ထိုအနေအထားတွင်စစ်ကောင်စီဘက်ကစစ်တွေအရှိစိတ်တားကဆအမှတ်900ကိုစစ်မြေပြင်အင်ဂျင်နီယာတရင် စာအာရ900ရှစ် ရက်တက်ရင်စနစ်နဲ့ရက်တက်သမောများကစစ်တွေတော်ဝါရှိကျေးရွာများစစ်တွေနဲ့နေမြေကြီးထိဆက်လျက်ရှိသည့်ရသေတောင်ပုံနာကျွန်းဘက်ကို လက်နက်ကြီးများဒရုန်းများဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့သည်ကိုတွေ့ရသည်။ထိုပစ်ခတ်မှုတတင်းအရာစစ်တွေကိုကတ်မလာအောင်ကြိုတင်ရှေမုံသည့်ခန့်စစ်ပစ်ခတ်မှုမျိုးဟုဆိုနိုင်သည်။ကြည်ကြကျင်သည့်နေရာကြဟုဆိုကာရှိကက်လာမည်ရန်သူကိုအတံပေးရှိန်လျှောက်ခြင်းဖြစ်သည်။ကြောက်လန့်ပြီးတတင်းပေါ်သမျှရန်တပ်ပစ်ခတ်ခြင်းလည်းဖြစ်သည်။ ဇန်နဝါရီလ18ရက်တွင်စစ်တွေမြို့နယ်ဝါဘိုကျေးရွာတွင်စစ်ကောင်စီနှင့် AA အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့သည် ထို့နောက် AA လာနိုင်မည့်လမ်းကြောင်းဟုယူဆသည့်နေရာများဖြစ်သည့်စစ်တွေမြို့ပြင်ရှိကိမ်းများတွင် စစ်တပ်နှင့်ဆင်းမွတ်စလင်များအပြင်အင်အားထောင်နှင့်ရှိထပ်မံဖြည့်တင်းထားသည်ဟုသိရသည်ထို့ပြင်စစ်တွေမြို့အချင်းထောင်နှင့်ရှိနှစ်ရှိထောင်တန်ကျသူများအပါအဝင်ရဲအရှုပ်ခန်းများမှအရှုပ်သားများကိုစစ်မှုထမ်းရန်စစ်ကောင်စီကစီယုံခေါ်ဆောင်မှုများရှိနေကြောင်းသိရှိရသည် ဖေဖော်ဝါရီလ18ရက်တွင် AA ကစစ်တွေမျိုးရှိဓာကာစာဌာနချုပ်အပါအဝင်စစ်ကောင်စီ၏အရေးပါသည့်တဆက်ခန်းတရှိုးကိုဟာဝေစာအမြောက်ကြီးအပါအဝင်အကြီးစားလက်နက်ကြီးများဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့သည်ထို့ကြောင့်စစ်ကောင်စီကကြောက်လန့်ပြီးလေရင်ဖြင့်တံပြန်၍ဘုံကျဲချတိုက်ခိုက်ခြင်းဖြစ်သည်စစ်တွေမျိုးအနည်းရှိဝါဘိုမင်းလာမျိုးရောင်ချောင်းကျွရများပတ်တွင်လည်းမကြခဏဆိုသလိုစစ်ကောင်စီတပ်နှင့် AA တို့ထိတွေ့တိုက်ပွဲဖြစ်ပွားမှုများရှိနေကြောင်းလည်းသိရသည် တဖက်ကကြောက်ဖြူဘက်ကိုကြည့်မိဆိုပါကစစ်ကောင်စီရေတက်ဖြစ်သည့်ဒညာဝတီရေတက်စကန်ဌာနချုပ်ကြီးတခုနှင့်ကုကဲမှုအောက်ရေတက်စကန်များဖြစ်ကြသည့်အရှိဘက်ရှိ အုံကြည်ရေတက်စကန်နှင့်တောင်ဘက်ရှိတောင်မော်ဦးရေတက်စကန်များအရှိဆိုင်ထားသည်ရှေလင်းတပ်များအနေဖြင့်အန်အရှိဆိုင်ယခုစစ်တွေရှိအနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နာပါခကုကဲမှုအောက်ခလာရ34နှင့်တောင်ကုတ်အရှိဆိုင်ယခုမကွေးတွင်ယာယီစုအဖွဲ့ အမှန်ငါးစစ်စစ်ရေးကုကဲမှုဌာနချုပ်စကခငါကုကဲမှုအခမရ940နှင့်ခမရ943တို့ရှိသည်တညဝတ်တီရေးတဲ့စကန်းသည်ရခင်ကစစ်တွေမျိုးတွင် အရှိဆိုင်ခဲ့တော်လဲကြောက်ဖြူတွင်တရုတ်စီမံကိန်းများအကောင့်အထည်ဖော်လာပြီးနောက်ကြောက်ဖြူမျိုးနယ်တစ်ပုတ်တောင်သို့ပြောင်းရွှေ့ခဲ့သည်ကြောက်ဖြူဘက်တွင်တရုတ်စီမံကိန်းများရှိနေခြင်းကြောင့်အေအေအနေဖြင့်ထိမ့်ထိမ့်သိမ့်သိမ့်လှုပ်ဆောင်ရမည်သဘောရှိသည် ကြောက်ဖြူတွင်စစ်ကောင်စီဘက်ကအေအေနှင့်ဆက်ဆက်မှုရှိကြောင်းယူဆရသူများကို အကြောက်တရားဖြင့်ကြိုတင်နှိမ်နှင်းလိုဟန်ရှိကြောင်းတွေ့ရသည်။ကြောက်ဖြူမှလူငယ်အရှိုးကိုအေအေနှင့်ဆက်ဆက်မှုရှိကြောင်းတတ်တရားဖြင့်မြို့မရဲစခန်းတွင်ဖမ်းဆီးထားပြီးစစ်ဘက်ရဲရလုံခြုံရေးတပ်ဖွဲ့စာရဖယုံနှင့်စစ်ကောင်စီတပ်များတွင်စစ်ကြောရေးလုံညှဉ်းပန်းနှိပ်စက်ပြီးမေးမြန်းနေကြောင်းသိရသည်။ထို့ပြင်ကြောက်ဖြူကိုရေကြောင်းမှတဆင်အင်အားဖြင့်တင်းတယ်လို့ ဝင်လန်းထွက်လာများကိုမိုင်းထောင်ခြင်းလုံခြုံရေးကင်းလက်ခြင်းများဆောင်ရွက်လျက်ရှိကြသည်စစ်သားများကတပ်ဌာနချုပ်များနှင့်စခန်းများတွင်လုံခြုံရေးအသည့်နေရာယူထားကြသည်ဇန်နဝါရီလဒုတိယပတ်ကစပြီးတညဝတီနှင့်အုံကြည်ရေးတပ်စခန်းများမှဆလိုက်မီများနှင့်ကမ်းခြေကိုစောင့်ကြည့်ခြင်းဒရုန်းများဖြင့်ကင်းထောက်ခြင်းတို့ကိုလှုပ်ဆောင်နေကြောင်းသိရသည် ဖေဖော်ဝါရီလ20တွင်ဇိုင်းဆောင်နှင့်ကြောက်ပြူမျိုးကိုသွားသည့်တုံးလန်းဆောင်အနီးတွင်ကင်းပုံးဝင့်နေသည့်အင်အား90ပါစစ်ကြောင်းကိုအေအေကကြားဖြတ်တိုက်ခိုက်ခဲ့သည်တိုက်ခိုက်ခံရပြီးနောက်ပိုင်းတွင်ကင်းလက်ချင်းအားစစ်သားများကိုမလုခိုင်းရတော့ဘဲရဲများကိုသာလုခိုင်းလာကြောင်းသိရသည်။နောက်ဆုံးသတင်းအရမတ်လ10ရက်နေ့တွင်တ냐ဝတီရဲတပ်ဌာနချုပ်အနီးရှိရှောက်ရှောင်းကျေးရွာအနီးပတ်ဝန်းကျင်တွင်လှုပ်ရှားနေသည့်စစ်ကောင်စီစစ်ကြောင်းနှင့် AA တို့တိုက်ပွဲပြင်းထန်နေကြောင်းသိရသည်။ ထိုကဲ့သို့စစ်ရေးတင်းမာနေချိန်တွင် ကြောက်ဖြူနှင့်စစ်တွေရည်စီမံကိန်းများကိုစစ်ကောင်စီဘက်ကအတင်းအကောင်အထည်ဖော်ဆောင်နေသည်စစ်တွေတွင်အိန္ဒိယ၏ကလတန်ပတ်စုံဖွံ့ဖြိုးရေးစီမံကိန်းရှိသည်ကြောက်ဖြူတွင်တရုတ်၏အထူးစီးပွားရေးဆောင်နှင့်ရေနက်စိတ်ကန်စီမံကိန်းရှိသည်ဇန်နဝါရီလ16ရက်နေ့စက္ကနေရည်နေတွင်စစ်တွေမျိုးရှိကလတန်ပတ်စုံဖွံ့ဖြိုးရေးစီမံကိန်းကိုအိန္ဒိယတန်အမတ်မစ္စတာအဘေးတာကူကလာရောက်ကြည့်ရှုခဲ့သည်ကိုလည်းတွေ့ရသည် အိန္ဒိယတန်ယုံဤထုတ်ပြန်ချက်အရစတင်လက်ပတ်နေပြီဖြစ်သည့်စစ်တွေမျိုးရှိအိန္ဒိယစိတ်ကန်းကိုပြန်လည်တုံ့တက်ရန်ဖြစ်ကြောင်းဖော်ပြထားသည်အိန္ဒိယအစိုးရကသူတို့စီမံကိန်းကိုကာကွယ်ပေးရန်စစ်ကောင်စီနှင့် AA နှစ်ဖက်လုံးကိုတောင်းဆိုနိုင်ကြောင်းတုံ့တက်ရသည်။ထို့သောတန်အမတ်၏ခီးစဉ်အတွင်း၌စစ်တွေအနီးတစ်ဝိုက်တွင်ပြစ်ခတ်တိုက်ခိုက်မှုများရှိခဲ့သည်။ကြောက်ဖြူတွင်လည်းတရုတ်နှင့်သဘောတူထားသည့်စီမံကိန်းများကိုအကောင်အထည်ဖော်ရန်စစ်ကောင်စီကအစွမ်းကုန်စူးစမ်းနေသည်။ ပုတ်ကလေးကလုံခြုံရေးဝန်ဆောင်မှုဆိုင်ရာဥပဒေကိုဖေဖော်ဝါရီလ18ရက်ရွယ်စွဲဖြင့်စစ်ကောင်စီဘက်ကထုတ်ပြန်ခဲ့သည်။ထို့ဥပဒေသည်တရုတ်စီမံကိန်းများကိုကာကွယ်ရန်ခေါင်းစဉ်ဖြင့်ပြည်တွင်းသို့ဝင်လာမည့်တရုတ်ကုမ္ပဏီများအတွက်ရည်ရွယ်ကြောင်းသိသာနေသည်။ကြောက်ဖြူအပါအဝင်တရုတ်စီမံကိန်းနေရာများကိုစစ်ကောင်စီလုံခြုံရေးအစားတရုတ်ပုတ်ကလေးကလုံခြုံရေးကုမ္ပဏီများဝင်ရောက်လာပွဲရှိသည်ဖေဖော်ဝါရီ22ရက်ကစစ်ကောင်စီနှင့်တရုတ်အမျိုးသားပိုင်ကုမ္ပဏီ CINTIC တို့နှင့် နှစ်ဖက်ကြိုတင်ဖြည့်ဆည်းရမည့်အချက်များနှင့်ဆက်လျင်းသည့်လုပ်ငန်းညှိနှိုင်းအစည်းအဝေးနေပြည်တော်တွင် ပြုလုပ်ခဲ့သည်ထို့ကြောင့်စစ်ကောင်စီအနေဖြင့်စစ်တွေနှင်းကြောက်ပြုရှိအိန္ဒိယနှင့်တရုတ်စီမံကိန်းများကိုကြားခံထား၍ထိုမျိုးများကိုလက်မလွတ်ရရေးစူးစမ်းနေသည်ကိုတွေ့ရသည်တန်တွဲနှင့်ကွာကိုတင်ယူခဲ့သည့်အတွေ့အကြုံအရအေအေအနေဖြင့်စစ်တွေနှင့်ကြောက်ဖြူကိုစစ်ကောင်စီရေတက်ခန့်စစ်ကြမှတင်ယူရန်မခက်ခဲဟုယူဆနိုင်သည် သို့သောနိုင်ငံကြီးများ၏စီမံကိန်းများကြောင့်ထိုမျိုးများကိုသိမ့်ပိုက်ရန်အတွက်ဘူဟာကြကြထိမ့်ထိမ့်သိမ့်သိမ့်ဆောင်ရွက်နိုင်ရန်ကြံဆောင်နေကြောင်းခံမှန်းရသည်လက်တလောထွက်ပေါ်နေသည့်တည်င်းများအရာမြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင်ရခိုင်အမျိုးသားအဖွဲ့ချုပ်အာရခတက်တော် UNAAA နှင့်စစ်ကောင်စီတို့တွဲဆောင်ဆွေးနွေးသွားရန်ရှိကြောင်းသိရသည် ရှေ့ပိုင်းတွင်စစ်ကောင်စီနှင့်ဆွေးနွေးခဲ့ကြသည့်မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင် MNDAA နှင့် TNNA တို့အနေဖြင့်ကျင်းနှက်လောက်သည့်သဘောတူညီချက်မရကြဘဲဆွေးနွေးမှုပြတ်ခဲ့ကြသည်။ယခုလည်းစစ်ရှုံးနေသည့်တိုင်အသာစီးရယူလိုသည့်စစ်ကောင်စီနှင့် AA တို့အကြားဆွေးနွေးမှုမှလည်းမအောင်မြင်နိုင်ကြောင်းတုံ့တက်မှုများရှိနေသည်။ Yeah